ကျောက်စိမ်းပပုဈေးကွက်အနေနဲ့လက်ရှိအချိန်မှာတော့တရုတ်ဝယ်လက်တွေရှားပါလာတဲ့အတွက်အယောင်းဝယ်တွေအင်းနေတယ်လို့ပြောပါရတယ်။ဒီသတင်းကိုတော့အင်ခိုင်မြဲကပေးပို့ထားပါရရှင်။မြန်မာပြည်ကထွက်ရှိတဲ့ကျောက်စိမ်းပပုနဲ့ကျောက်စိမ်းချောတဲ့အများစုကတရုတ်နိုင်ငံရဲ့ဝယ်လို့အားပေါ်မူတည်နေတာကြောင့်လက်ရှိအချိန်မှာတရုတ်နိုင်ငံရဲ့ဝယ်လက်တွေရှားပါလာတဲ့အတွက်ဈေးကွက်အင်းနေတာပါ။ကုန်ရက်ကုန်ရက်ရလေတူကကုန်ရက်တောင်းမရဘူးနော်။ပြီးတော့ဒီမှာလဲဘယ်လိုကောင်းမလဲဈေးကွက်ကတရုတ်မူရတဲ့တော့ ပုံရံပုံကြောလုံးဝကိုကျွန်တော်တို့လုံးမယ်ရောင်းဝယ်ဟိုအတွက်ကျွန်တော်လုံးမယ်သူကပုံရံကြရဲကြရဲကြာပြီပေါ့ဗျာနှစ်လုံးလေးရှိပြီပေါ့နော်ဒီဥကလည်းသူကအဓိကထားတာကတရားဥပမာသေးကိုအဓိကထားတာနော်ပြည်သူတွေနဲ့ပြည်တွင်းမှာဒီမှာလည်းသူဝဲတစ်ခုနဲ့လုံးမြန်မာနိုင်ငံလိုပဲကြောက်စင်းကိုသူဝဲတစ်ခုနဲ့ပဲလုံးနေတယ်ပေါ့လေတကယ်ကြောင့်သူကလည်းနှဲချို့သူကလည်းအဲ့လိုမျိုးမသုံးဘူးလေသူကလည်း ဒီဥရောပလေးခုပဲအဓိကထားယူဖြန့်နေပေါ့တော်ကောင်းလေးအားလုံးပေါ့လေအဲ့မှာဥရောပကလည်းအဲ့လိုပိတ်တယ်ရင်မသူတို့မှလည်းပေါ့ဒီကုန်ကျန်းရောတော့ငွေမောက်တွေအားလုံးပေါ့ကုန်ကျန်းဝယ်ထားတဲ့ပမာဏကုန်ကျန်းထုတ်တဲ့ပမာဏတွေအားလုံးကခက်ကုန်မရှိတော့ပါဘူးလေခက်ကုန်ရှိမှသူတို့မှလည်းသူတို့ရဲ့ဂျမ်းဖြစ်တာပေါ့ကျောက်ဆိုင်ပဖို့တွေကနိုင်ငံခြားဝယ်လက်တွေသာအားထားနေရပြီးပြည်တွင်းအနေနဲ့ဝယ်ယူသူရှားပါပါတယ်။ဈေးွက်တွေမှာရှိတဲ့ကျောက်ဆိုင်နဲ့ပြုတ်လုပ်ထားတဲ့အိမ်သုံးဆောင်ပစ္စည်းအများစုကိုတရုတ်နိုင်ငံကအဝယ်များပါတယ်။ လက်ဆောင်ပစ္စည်းအနေနဲ့ဆိုရင်တော့အဲတင်းတင်းနဲ့ဆူဗီနီးယားအနေနဲ့ဆိုရင်တော့တင်းတင်းနဲ့ပပူလေးတွေတံပိုးအရင်မမြင်တဲ့ဟာတွေကတော့ရောင်းဝယ်ဖြစ်တယ်အဲဒါမဲ့စူဆောင်းတဲ့သူတွေအမျက်တနိုးထားတဲ့လူတွေအတွက်ကဟန်မိတ်တွေနဲ့ကြောက်ရီကြောက်သားကောင်းတာတွေလုပ်ဖြစ်တယ်အခုလောလောဆယ်တော့ကြောက်စင်းဈေးကွက်ချင်နေရတော့အေးနေရပါလေအကုန်လုံးလဲတီးတဲ့အတိုင်းပေါ့အဲနောက်ပိုင်းဒီကြောက်မြက်ဈေးကွက်နဲ့ပတ်သက်ပြီးတော့ ဆက်ရှင်တွေဖြေလျှော့မယ်နိုင်ငံတကာလည်းဝင်လာမယ်ဆိုရင်တော့ဈေးကွက်ကအလားလာကောင်းမယ်လို့မျှော်လင့်ထားတယ်အခုလောလောဆယ်တော့အေးနေတယ်ကြောက်စိမ့်ပပုတွေကတရုတ်ဟန်တွေဖြစ်တဲ့ကွန်ရင်မဲတော့နဂါးရုပ်ရွှေငါးနဲ့မြင်းရိုင်းအများစုပုံတွေသာထုလုပ်ရပြီးတဘာဝရှုခွင်းပုံတွေကတော့ဥရောပနိုင်ငံတွေကအများစုနှစ်သက်ကြပါတယ်ကျောက်စင်းနဲ့ပြုတ်လောက်ထားတဲ့အိမ်သုံးဆောင်ပစ္စည်းအချို့တော့ပြည်တွင်းမှာအနေငယ်ရောင်းရတယ်လို့ပြောပါတယ်ကျွန်တော်ကအိမ်ခိုင်မြေပါ